။အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်အောက်တိုဘာလ၁ရက်ကနေ9ရက်နေ့အတွင်းမှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်။အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေကြိုးပမ်းမယ်။ရတ္တန်နဲ့လှုပ်တွေပြန်လည်စတင်နိုင်တယ်။ခရီးကိစ္စအဆင်ပြေမယ်။ကိုယ့်ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်တွေကသူတစ်ပါးနဲ့မတူလင့်ကစားကိုလှုပ်တဲ့ကိစ္စတွေကတစ်ပါးသူတည်းတောင်းလို့နိုင်တယ်။ ဥတီကျဲပြောင်းပြီးတော့ခီးကိစ္စအပြောင်းလဲကိစ္စတွေမှာအောင်မြင်မယ်။ဘီဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားလေ။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။တရရနေ့မှာ အရာရာတိုက်ခံကြတိုးတက်ပြီးအောင်မြင်မယ်။နှစ်ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်။သုံးရက်နေ့ရန်တိုက်ခံနေနဲ့ရှင်ပြီးလောက်ရမယ်။လေးရက်နေ့ရှင်ပြန်မှုအောင်မြင်မယ်ဘဝကံကောင်းမယ်။ဒါပေမဲ့သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်ပြင်ရင်းတယ်။၅ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်စမ်းပွင့်မယ်လိုရာပြည့်စုံမယ်။၆ရက်နေ့မှာပစ္စည်းပြောက်တတ်တဲ့ခီးကိစ္စအစဉ်ပြေမယ်။ခွန်ရည်ဝေကျေကံလုံကံကံဘဝကံတိုးတက်မယ်ဒီတပတ်တော်ကာလအတော်အတွင်းမှာ တောရနေရဒနာသိတိနကဆန်းရှင်တဲ့နေ့ဖြစ်တဲ့ဝေချိတ်ကိစ္စတွေဆောင်ရွက်ခြင်းပတ်စံကြွေစေတစေကိုအမွေးနံ့သာပြပြန်ဖြစ်ပတ်စံကြွေစေတစေကိုအမွေးနံ့သာပြပြန်ပြီးသူနဲ့ဆောင်ခြင်းပြုပေးပါ6ရက်နေ့သတင်းချုပ်လာပြည်နေ့ဖြစ်ပါတယ်တနင်္လာနေ့နဲ့တိုက်ဆိုင်တဲ့အတွက်အနေကစားတင်ချင်းပြုပါအကြီးကဲများထံသွားရောက်ဂါရဝပြုခြင်းကိုဆောင်ရွက်ပေးပါ။ ဒီကာလအတော်တွင်မှာတနင်္ဂနွေသောကြာစနေမွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့ဇာသာပတိနေ့မွေးသူတွေဒုက္ခပေးတတ်တယ်အဖြူအစိမ့်မိကိုရောင်တကိုသုံးပေးပါနှစ်ခုကိုကနန်းနေ့ကိုအကျိုးပေးတဲ့ကနန်းနေ့ဖြစ်သုံးဆွဲနိုင်ပါတယ်ကောင်းခြင်းကံကြမ္မာများရစီရန်တို့ကအနီအောင်ပန်းပွင့်တို့ကိုဖျားတင်ပြီးလိုရာဆုတောင်းပေးပါကျေးဇူးတင်ပါတယ်